လက်လက်လက်အသားစားဆိုက်ရင်တော့မှကျွန်တော်တော်တော်နာတယ်လေလူတကိုယ်လုံးကပြဒက်စီလောင်မီရှုတယ်ဘလောက်နာကျင်လိမ့်မလဲဘလောက်နာကျင်လိမ့်မလဲကဲစဉ်းစားကမျက်လုံးနဲ့မြင်အောင်စဉ်းစားကြည့်မင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် range လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်ဟိုစပီတင်ပြပေးချင်ပါတယ်ဒါကတော့တိုက်ပွဲတွေပြည့်တက်နေတဲ့ရှမ်းပြည်နယ်တောင်ပိုင်းပို့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသပင်လောင်းမြို့နယ်စောင်းပြောင်းရွာတော့အဲ့မှာကျွန်တော်တို့တိုက်ပွဲတွေပြည့်တက်နေတယ် တိုက်ပွဲပြစ်ဒဏ်နဲ့ရက်ကမေလ18ရက်နေ့ကနေစပြီးတိုက်ပွဲပြစ်ဒဏ်နဲ့အဲ့တော့စောင်းပြောင်းရွာကတကယ်ကမြားကဲစီပင်နဲ့ရွာကြီးကျွန်တော်ရောက်ဖို့ဤသိလိုက်မယ်ဖရားပထိုးဖရားစီဒီအများကြီးပဲဘာသာရေးထုံကားတဲ့ဒေသစာပေတွေယဉ်ကျေးမှုတွေထုံကားတဲ့ဒေသရှင်းရှင်းပြောရပို့တိုင်းသားတွေဆိုတာကကမြပညာရေးမြင့်တဲ့အတိုင်းသားတွေပညာရေးမြင့်တယ်ဘာသာရေးအသိမြင့်တယ် အဲ့ဒီတိုင်းသားတွေသို့တော်လည်းပဲသို့တော်လည်းပဲဒီကြွောကိုအကြမ်းဖက်သမားတွေကမေလာဆက်ကွက်နေမှာဝင်တိုက်တယ်သူတို့ဝင်တိုက်တဲ့နေရာကကျွန်တော်တို့ဒီဆောင်းပြောင်းကြွောရဲ့အနောက်ဘက်ဖျားတောင်ကြီးမှာရှိတဲ့ဒီတပ်မတော်နဲ့ဒီပိုးပြည်သူစစ်စခန်းကိုဝင်တိုက်တယ်ဝင်တိုက်တာကကျွန်တော်တို့ဒီကယန်းစစ်သွေးကြွောတွေဝင်တိုက်တယ်အဲ့တော့ခရီးရန်အုပ်စုတွေဝင်တိုက်တယ်ပေါ့ဗျာတတိယပြည်အဲ့ဒီဒေသမှာဖြစ်နေတာကခမရဒီတစ်ဖက်မှာကျွန်တော်တို့ဒီကယန်းကြေးဝါတွေရှိတယ်ကယန်းကြေးဝါတွေအားလုံးကနှိမ့်ကြတယ်ပြင်ကြမတက်ဘူးနှိမ့်ကြတယ်ကျွန်တော်ခွဲပြောတာမဟုတ်ကျွန်တော်လက်ရောက်ဘူးတယ်ရောက်ဘူးတဲ့အဲ့ဒီဒေသကို ကယန်းတွေကယန်းတိုင်းသားတွေယူသားတယ်နော်သူကကယန်းတိုင်းသားအားလုံးကိုစော်ကားတာမဟုတ်ဘူးဒီကယန်းနဲ့ဒီပိုတိုင်းသားတွေကဒီပိုတိုင်းသားတွေကတော်တော်လေးအလုံးလုံးတယ်သူတို့ရာသမျှသူတို့ပစ္စည်းတွေကိုသူတနစ်စာ73စီးဆိုင်းရေးကအိမ်တိုင်းအိမ်တိုင်းမှာလှောင်ထားတာအရန်ချမ်းလာတယ်တပတ်မှာတော့ဒီကယန်းတိုင်းသားတွေကတော့သူတို့ရဲ့ဒီဒီသူတို့ရဲ့လူမျိုးစုတွေကိုဥဆောင်တဲ့သူတွေရဲ့ညံပြင်းမှုကြောင့်သူတို့ကတော့ကျွန်တော်တို့ဒါတာဂါလက်ကလေးဆိုင်ပြုံးမှုနဲ့ပဲပြီးသွားတာပြီးသွားတာ သူတို့မှာကျွန်တော်တို့ရိတ်ခါဆူဆောင်းမှုမရှိဘူးပြီးတော့ကျွန်တော်တို့သူတို့ရဲ့ဘတ်ချန်ကနေမြင်မတည်ငြိမ်မငြိမ်မှုတွေဖြစ်တဲ့ခါကျတော့အဲ့မှာရှိတဲ့ကလင်းငယ်တွေစားပီးတင်ကြကုန်လဲမရဘူးမရဘူးတစ်ဖက်မှာတော့ဒီပို့တိုင်းသားတွေနေထိုင်တဲ့ဒီဆောင်းပြောင်းရွာတကြောကတော့တကယ်ကိုကများစီပင်တဲ့ရွာကြီးစီပင်တဲ့ရွာကြီးအဲ့တော့ပို့တိုင်းသားတွေကဒီကယန်းတွေရဲ့ကျေးဇူးဆက်မှုအခမ်းနေရတာ ရခင်ကကျွန်တော်တို့ဒီဘက်ကရားဘက်မှာကျွန်တော်တိုက်ဝဲတွေပြင်းထန်တဲ့အခါကျတော့ဒီစစ်ရှောင်းတွေကကျွန်တော်တို့ဒီစီဆိုင်ဘက်ရှမ်းတောင်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ဒီကရားပြည်နယ်အဆက်ကိုသူတို့ရွှေ့လာတယ်စီဆိုင်ဘက်ကလည်းရွှေ့လာတယ်ရွှေ့လာတဲ့အခါမှာကျွန်တော်တို့ဒီပိုးတိုင်းသားတွေကပိုးရဲ့ကျွန်တော်တို့ဒီတိုင်းသားခေါင်းဆောင်တွေဘာသာရေးခေါင်းဆောင်တွေကအဲသူတို့အဲသူတို့ဒေသခံတွေနဲ့ပေါင်းပြီးတော့ကရန်တိုင်းသားတွေစစ်ရှောင်းလာတဲ့ကရန်တိုင်းသားတွေကိုသူတို့ဟာစားရေးခါတွေဆေးဝါးတွေအကုန်လုပ်ပေးတာခင်ဗျားနောက်ဆုံးညာခင်ဗျားထမိုင်းအားစာရောက်အောင်ရှာပေးတယ်ထမိုင်းနဲ့ပစိုးတွေဆောင်းနေအကုန် လိုလေသိမရှိအောင်လုပ်ပေးတယ်ထို့တော်လည်းပဲသူတို့ကျေးဇူးဆိုင်ဆိုင်ခံခဲ့ရတဲ့ပိုတိုင်းသားတွေအမှန်စီစာမျိုးကြီးဝင်တိုက်တာလေစစ်ဆောင်ဆိုပြီးပါလာတခါတည်းအိမ်မှာကမဲ့လက်နက်တွေလက်နက်တွေကဲ့လာတယ်စတိုက်တာလေခင်ဗျအဲ့အဲ့စတိုက်ပြီးတော့လက်နက်တွေထွက်တဲ့နေရာကလည်းဒီစစ်ပေးဒုက္ခတွေပေါ့ဗျစစ်ဆောင်စခန်းနေပြီးရဲအိမ်မှာရှိခဲ့ဒီကရန်အုပ်စုတွေတနတ်တွေပထမတော့သူတို့သူတို့ရွာဘက်ကနေရွှေ့လာရွှေ့လာလေဆိုပြီးတော့အဲ့အဲ့ဒီအဲ့ဒီမှာတနတ်တွေထည့်လာတာတဖြည်းဖြည်းများလာတယ်လုံရလည်းရလာတဲ့အခါကျတော့စီစာမျိုးကြီးဝင်တိုက်ပြတာဝင်တိုက်ပြတာအမှစီစာမျိုးကြီးမိလောင်ခဲ့ရတယ်ပိုတိုင်းသားတွေက တကယ်ကိုခင်ဗျာစိတ်ရင်းစေတနာကောင်းတဲ့တကယ်တိုင်းသားတွေအဲ့တော့ကရင်တိုင်းသားတွေရဲ့ကျေးဇူးဆက်ခြင်းခံနေရတယ်အနာဂတ်မှာတော့ဒီပို့တိုင်းသားတွေနဲ့ဒီကရင်တိုင်းသားတွေရဲ့ပြန်ပြီးတော့စိတ်လုံးမှုကတော်တော်လေးပြန်လောက်ရမယ်ထို့သောလည်းပဲကျွန်တော်ဒီပို့တိုင်းသားတွေမှာတော့တကယ်သူတို့ရဲ့ဒီကျွန်တော်တို့ခေါင်းဆောင်ကောင်းတွေရှိတယ်ကရင်ဘက်မှာတော့ကျွန်တော်တို့အဲ့ဒီလိုဒီတိုင်းသားတွေကိုစုစည်းနိုင်တဲ့ခေါင်းဆောင်ကောင်းတွေတော့မရှိဘူးမရှိဘူးဒီဆောင်မြောင်းကဝင်တိုက်တဲ့ခါမှာဒီစစ်သွေးစစ်သွေးစစ်သွေးကြွပိုးတိုင်းသားအုပ်စုတွေ ုမြထုံးတို့ဗျာခွန်သူရိန်တို့အဲ့ဒီအုပ်စုတွေနဲ့ကရမ်းစစ်တို့ရောအုပ်စုတွေပေါင်းပြီးပေါ်တိုက်တာတိုက်ရတဲ့အကြောင်းကနံပါတ်1ဒီဆောင်းပြောင်းရောက်မှာကဒေသခံတွေကချမ်းသာတယ်ရိတ်ခါတွေကိုတနစ်စာဆုတ်လာတယ်အဲ့တော့ဒီစစ်တိုက်တယ်ဗောဗျာစစ်တိုက်တာဗျာခင်ဗျားအဲ့မှာဖျားတောင်ကြီးကိုဝင်တိုက်တာအဲ့လိုတိုက်တာအဲ့လိုတိုက်တယ်ဒါပေမဲ့သူတို့ကဒီရွာတွေကိုဝင်ပြီးအဲ့မှာရှိရိတ်ခါတွေအကုန်ဖောက်တယ်ဖောက်ပြီးတော့ဟိုဘက်ကိုသူတို့ရဲ့ဒီကရမ်းရွာတွေကိုဝင်သေးတာရိတ်ခါတွေအများကြီးပါသွားတယ်အများကြီးပါပါတယ်တကယ်သူတို့စစ်တိုက်ရတဲ့ရွယ်ချက်ကဒီရွာကိုစစ်တိုက်ရတဲ့ရွယ်ချက်ကဒီနေရာမှာသူတို့မဆိုးမနိုင်ဘူး ဘာကြောင့်လဲဆိုတော့ဒီပိုးပြည်သူစစ်တပ်ဖွဲ့တွေအရအင်အားတော်တော်များတယ်သူတို့ပြခတ်ပါသွားတဲ့ခဏပဲပေါ့ပြီးရင်ကျွန်တော်စစ်ကူရောက်လာပြန်ဆော့ရတာပဲအဲ့ဒီဈာထဲမှာသူတို့ကတစ်ဖက်မှာစကောင်းသူတို့အင်အားလုံးနဲ့ဝင်တိုက်တယ်တစ်ဖက်မှာသူရွာထဲကိုဝင်တယ်ဝင်ပြီးတော့အဲ့ရွာထဲမှာရှိတဲ့ပိုးပိုးတိုင်းသားတွေရဲ့စားရေးခါတွေကျွန်းတော့အကုန်ယူသွားတာယူသွားယူပြီးတော့အဲ့မှာသူတို့ဘက်ကိုသူတို့ရဲ့ဒီသူတို့ရဲ့ဒီကရမ်းဘတ်တွေကိုယူသွားတာဒါတွေကခံရတာမကြခဏပြဲလက်ရှိကျွန်တော်တို့ ကရားနဲ့ကရားနဲ့ကျွန်တော်တို့တစ်ဖက်ဒီရှမ်းပြည်နယ်တောင်ပိုင်းဆက်တဲ့အဆက်တွေမှာဆိုရင်ပိုးအိုးရွာတွေမကြကနခံရတယ်အကြပတ်သမားတွေကကျွန်တော်တို့ဒီလက်ရှိဒီကရားပြည်နယ်ဘက်မှာကတိုက်ပွဲတွေအရင်ပြင်းထန်တဲ့ခါကျွန်တော်စိုက်ပျိုးရေးတွေကောင်းကောင်းလုပ်လို့မရဘူးစိုက်ပျိုးရေးတွေကောင်းကောင်းလုပ်လို့မရဘူးထို့သော်လည်းပဲဒီပိုးအိုးဒေသကတည်ငြိမ်နေစိုက်ပျိုးရေးကောင်းကောင်းလုပ်လို့ရတယ်လုပ်လို့ရတဲ့ခါကျွန်တော်တစ်ဖက်မှာကကျွန်တော်တို့ဒီလက်ရှိတိုက်ပွဲတွေကနှစ်ကာလကြာလာတဲ့ခါကျတော့အကြပတ်သမားရိတ်ခါပြတ်တောက်မှုတွေလောက်ဖြစ်လာတယ်ပတ်စံလည်းမရှိဘူး ီးတော့ဒီအမေရိကန်ကထောက်ပံ့မှုတွေကလည်းရောက်မလာတော့ဘူးရောက်မလာတော့ထိုင်ဘက်ကလည်းဝယ်ဆားလို့မရတော့ဘူးဝယ်ဆားလို့မရတော့သူတို့ရိတ်ခါရာရှိရလမ်းကြောင်းကတော့ဒီပိုးကြီးွားတွေပဲရှိတော့တယ်ပိုးကြီးွားတွေရှိတဲ့ကမှဒီလုံကြုံရအားနေတဲ့အားနေတဲ့နေရာပေါ့ဗျာအားနေတဲ့နေရာသူတို့ဝင်ပြီးတော့ဆွဲလို့ရမယ့်နေရာရွာတွေရွေးတယ်ရွာရွေးတဲ့ကမှကျောင်းပြောင်းရွာဝင်တိုက်တယ်အဓိကတော့ရိတ်ခါတော့ဝင်တိုက်တာခင်ဗျာဘာမှမဟုတ်ဘူးရိတ်ခါတော့ကိုဝင်တိုက်တာအဲ့တော့အဲ့မှာတော့ကျွန်တော်တိုက်ပွဲတွေကလက်ရှိလဲကျွန်တော်တိုက်ပွဲတွေပြင်းထန်နေတယ်လက်ရှိတော့ကျွန်တော်တို့ဒီပိုးပြည်သူစစ်တပ်ဖွဲ့ကတော့ဒီစစ်ကြောင်းတွေ တောက်လျှောက်ကျွန်တော်တို့ဆက်ပြီးတော့တောက်လျှောက်ကျွန်တော်ပို့နေတယ်ပို့ပြီးတော့နေမြေရှင်းလင်းမှုတောက်လျှောက်လုပ်နေတယ်လုပ်နေတယ်အကြမ်းဖက်သမားတွေတိုက်စုံမှုတွေလည်းရှိတယ်ဒီဘက်ကကျွန်တော်တို့ဒီပို့တိုင်းသားတွေကြာဆုံးမှုတွေလည်းရှိတယ်ဒီပို့ဘက်ကတော့ပို့တိုင်းပို့ပြည်သူစစ်တပ်ဖွဲ့ကတော့ကြာဆုံးမှုတွေနည်းတယ်အကြမ်းဖက်သမားတွေတော့များတယ်အဓိကတော့အကြမ်းဖက်သမားတွေသူတို့ရဲ့ဒီဝိုင်းရဲအတွက်ဝိုင်းရဲအတွက် လာလူရတာစောင်းပြောင်းကြီးရောက်ကိုလာလူရတာရိတ်ခါတွေဗျာခင်ဗျာရိတ်ခါတွေကျွန်းတော့အကုန်ပါသွားတယ်ပါသွားတယ် ဒါတော့ဒါတော့ကျွန်တော်တို့လက်ရှိဒီစောင်းမြောက်ကျွတ်ရဲ့တိုက်ပွဲအခြေအနေရခင်ကအဲ့ရွာမှာကျွန်တော်တို့အထကရှိတယ်ပညာရေးကျမအားကောင်းတယ်ဗျာခင်ဗျရောက်ပြီတဲ့လူသိပါလိမ့်မယ်တခေကိုခင်ဗျအဲ့တဲ့ရောက်ပြီရေဆိုရင်ခင်ဗျပိုးအိမ်တွေကိုအဲ့တဲ့ရောက်ပြီလို့လာပြောလိုက်ဘေးကအိမ်တွေခင်ဗျစားစရာဟင်းတွေတဘုံကြီးလာပို့တာခင်ဗျပြန်လို့တော့ခင်ဗျလက်ဆောင်တော့ကောင်းအောင်ပါအပြည့်ပဲဟိုဝင်ကတထုံးလာပြီဒီကတထုံးလာပြီနဲ့ခင်ဗျပေးတာမနေဘူးပဲအဲ့ဒီလိုချစ်စရာတလေအဲ့ဒီရွာအဲ့ဒီရွာကိုလာတိုက်တာကရမ်းစစ်သွေးကြွားတွေနဲ့စစ်သွေးကြွားခွန်သူတွေ ခွန်မြတော်အုပ်စုလာတိုက်တာပေါင်းပြီးလာတိုက်တာအဓိကရိတ်ခါတွေလာတိုက်တာအမေရိကန်ကထောက်ပံ့မှုလည်းမပေးဘူးထောက်ပံ့မှုမပေးတော့ပတ်စံဒေါ်လာမရှိဘူးဒေါ်လာမရှိတော့ကျွန်တော်တို့ဒီထိုင်းမြန်မာနယ်စပ်ပေါ်မှာထိုင်းဘတ်သွားပြီးရိတ်ခါဝယ်လို့မရဘူးပြည်တွင်းမှာလည်းပတ်စံမရှိဘူးစိုက်ပျိုးမြေလည်းလုံးလို့မရဘူးစိုက်ပျိုးမြေလုံးလို့ရတဲ့ဒီစောင်းမောင်းကြီးအဖေကဝင်တိုက်တယ်ဗျရိတ်ခါတွေဝင်တိုက်တယ်အဲ့လိုအခြေအနေဖြစ်သွားတယ်လက်ရှိတော့ဒီအပိုင်းမှာဆိုရင်တော့နောက်ထပ်ဗျမတကာဆက်တရနောက်ထပ်တပတ်ပေါ့တပတ်ဆိုတော့အချမ်းမသမားတွေဒီကနေ့ဆုတ်သွားလိမ့်မယ်ဆုတ်သွားမယ်ဗျတိုးတော်လည်းပဲကျွန်တော်တို့ဒါနေချို့မီလောက်ပြစီတာရှိတယ် ဒီစာမျိုးကြီးကဒေသဒေသခံတွေရဲ့ရိခါတွေအကြပ်ပတ်လာတယ်ပာသွားမယ်အဲ့လိုအခြေအနေရှိတယ်နောက်တဲ့အခြေတူကမိုးပြဲအဲ့မိုးပြဲကိုတက်မလို့ကဒီအေဗလာ20အေဗလာ29ဆက်ပြီးတော့ထိုးစစ်စင်တယ်လက်ရှိကျွန်တော်တို့မိုးပြဲမြို့မိုးပြဲမြို့ကိုတက်မလို့ကထိန်းချုပ်လို့ရသွားပြီထိန်းချုပ်လို့ရသွားပြီအကြပ်ပတ်သမားတွေကဒီမိုးပြဲမြို့ရဲ့နောက်ကိုဆုတ်တယ်ထပ်ထပ်ပြီးခန်းစစ်ခန်းစစ်ပြင်နေတဲ့အနေအထားရှိတယ်အဲ့တော့မိုးပြဲကတော့ဒီတက်မလို့ကဒါကျွန်တော်တို့အလုံးစုံထိန်းချုပ်ထိန်းချုပ်နိုင်သွားပြီ ထည့်ယူနိုင်ပါပြီအဲ့တော့ကျွန်တော်တို့ကတော့ဒီလက်ရှိအခြေအနေလက်ရှိအခြေအနေနဲ့ပတ်သက်ရင်ကျွန်တော်တို့ပိုးပြည်သူစစ်တပ်ဖွဲ့ကိုကျွန်တော်အများဆုံးကျေးဇူးတင်တယ်ပြီးတော့ကျွန်တော်ဒီကချင်ပြည်မှာရှိတဲ့ဒါကချင်ပြည်မှာရှိတဲ့ကျွန်တော်တို့ပြည်သူစစ်တပ်ဖွဲ့တွေကျွန်တော်တို့အများဆုံးကျေးဇူးတင်တယ်လီစုတို့ဗျာကျွန်တော်အဲ့မှာရှိပါတယ်ရှန်နီတို့ဆားရှိပါတယ်အခြားသောပြည်သူစစ်တပ်ဖွဲ့တွေအများဆုံးရှိပါတယ်ပြီးရင်ကျွန်တော်ဒီဘက်ကဒီဘက်ကကျွန်တော်မကွေးမကွေးစကိုင်းပေါ့ဗျာစားတဲ့ကျွန်တော်တို့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေရှိပါတယ်တပ်ပေါ်တသားရှိတဲ့ပြည်သူစစ်တွေ တက်မလို့တက်တာလေးရှိပြည်သူစစ်တွေခင်ဗျာရှမ်းမြောက်ကပြည်သူစစ်တွေလို့ပြောခင်ဗျာတနက်ကြီးတခါခါနဲ့ဖြစ်ရဖြစ်လဲဆိုလက်နက်ကြီးခင်ဗျာရန်သူပဲလဲထိုးရပြီးတော့ခင်ဗျာဗတ်ပြောင်းဗတ်ပြောင်းခဲ့တာကြီးပဲဒါပေမဲ့ခင်ဗျာပိုးပြည်သူစစ်တိုင်းပြည်ပေါ်ဘယ်တော့မှခင်ဗျာတစ္ဆာမပေါ့ဘူးသူရအစင်လာရတစ္ဆာမပေါ့ခဲ့ဘူးတိုင်းပြည်ပူရင်အေးအောင်ဘယ်လိုလုပ်ရမလဲအဲ့ဒီလိုရှိတဲ့တိုင်းသားတွေကျွန်တော်များစွာဂုဏ်ယူပါတယ်အဲ့တော့ဒီသတင်းပြချောရမယ်ဆိုရင်အကြမ်းဖက်သမားတွေကဆောင်းချောင်းကြည့်ရအောင်မေလာစက်ခွန်တရားဝင်တိုက်တယ်ဒီကနေ့ကြာတိုက်ပွဲတွေဖြစ်နေတယ် တိုက်ပွဲတွေဖြစ်နေတယ်အဲ့တော့အကြမ်းဖက်သမားတွေရဲ့လက်ချက်ကြောင့်ကျွန်တော်တို့ဒေသခံတွေရဲ့စုဆောင်းထားတဲ့ရိခါတွေကရန်ရွာတွေဘက်ကိုပာသွားတယ်သူတို့စကန်နေရှိတဲ့ဘက်ကိုပာသွားတယ်လက်ရှိနေမြေရှိလင်းမှုတွေကတော့ဇတိုက်ဖြစ်ပေါ်နေစေဖြစ်တယ်နောက်ထပ်ဒီနေ့ကိုစပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဒါကတော့ဗျာကျွန်တော်တို့ပတ်ဝန်းကျင်မှာဖြစ်နေတဲ့အချိန်တွေဒီသတင်းတပုတ်ကိုကျွန်တော်ဆက်ပြီးတင်ပြပေးမှာဖြစ်ပါတယ်ဘုကရိုင်းစာကြီးတနပ်ပင်မြို့နယ်မကျက်စုကြေးရွာအဲ့တော့အဲ့မှာနေထိုင်တဲ့အမျိုးသားကတက်စီလောင်းပြီးမိရှုပ်ပြီးမိရှုပ်ပြီးတပ်လိုက်တယ်ဗျာအဲ့လိုအချိန်တွေ တနပ်ပင်ကနေအောက်ကိုဆင်းပြအောက်ကိုဆင်းနီးနီးလေးဘယ်လောက်မှမဝေးဘူးအဲ့ဒီကြွာလေးကနီးပါလေမျိုးနဲ့တော်တော်နီးပါလေအဲ့တော့ဘလောက်ဆိုးမလဲဗျာလူတယောက်ကိုအရှင်လက်လက်မီးရှို့ပြီးတပ်လိုက်တာတပ်လိုက်တာဘလောက်ရက်ဆက်လဲကျွန်တော်တို့ဘလောက်ရက်ဆက်ကြလဲဗျာဒီကာလမှာကျွန်တော်တို့အဲ့လိုဖြစ်စဉ်တော်တော်ဖြစ်တယ်ပြီးခဲ့တဲ့ရက်ကလည်းကျွန်တော်တို့အမှားတမတ်ဖြစ်တဲ့သူကရောက်ကမကိုဓာတ်နဲ့ပိုင်းလိုက်တာပြီးရင်ကျွန်တော်တို့ဘကုန်းမျိုးပေါ်မှာခုနတန်းចောင်းသားလေးကိုပြန်ပြီးဆွဲပြီးတော့တပ်လိုက်တာ ပြီးရင်ကျွန်တော်တို့ဒါရန်ကုန်တစ်ပတ်လှေကူးဘက်မှာလဲကျွန်တော်တို့ငတ်ပြတဲ့ကလေးငယ်ငတ်ပြတဲ့ကလေးငယ်ကိုကလေးငယ်နှစ်ယောက်ကိုခြံဆောင်နေပြီးတော့ဓာတ်နဲ့ရှင်းပလိုက်တပ်ပလိုက်တာတော့တော်တော်များများတွေ့နေရတယ်တော်တော်များတွေ့နေရတယ်ပြီးရင်ကျွန်တော်တို့ဒီတောင်ကူဘက်မှာဆိုရင်လည်းပဲဒါအကြောင်းသူတယောက်ကိုအိမ်ဘေးနားမှာရှိတဲ့မျိုးသားနှစ်ယောက်ကအဲ့ဒါမှပြုချင်းပြီးတော့တပ်ဖြတ်ခဲ့တဲ့အချိန်လေးအဲ့တော့အဲ့အကြဖတ်သမားလေးကတော့အဲ့ဒီနှစ်ယောက်ကိုတော့ဒီဒီတောင်ကူတရားသူကြီးကနေပြီးတော့မသိမရှိကြိုးစွဲချကြိုးဝင်းဆွတ်ပြီးတော့တပ်လိုက်တယ် အမိန်ပေးလိုက်တယ်ပေါ့ဗျာတရားစင်ညက်ချလိုက်တယ်ပေါ့စင်ညက်ချလိုက်တော့အဲ့တော့ဒီအကြဒီလိုလူမျိုးတွေကတော့ခင်ဗျာဒါနဲ့ပဲတန်တယ်ဘာလို့မှလဲဗျာလူဘောလူတယောက်အသက်ကိုတတ်တယ်ဆိုရင်သူ့သောအကျိုးပေါ့ဗျာဒါပဲဒါပဲဒီလိုလုပ်မှာပဲရမှာဗျာဒီလိုလုပ်ပြီးရင်ဒီလိုတရေတွေလည်းခင်ဗျာအများပြည်သူသိရှိဖို့ကျွန်တော်တို့ကတင်ပြကျွန်တော်တို့လက်ရှိဒီလိုတရေတွေတင်ပြရဲဆိုတာကမင်းတို့ဒါလုပ်ရင်ဒီလိုအပြစ်ပေးခံရမှာတော့ဒါတွေသိဖို့တော့ကျွန်တော်တင်ပြတာတင်ပြတာကျွန်တော်တို့ ဒါဒီလိုသတင်းတွေကျွန်တော်နေ့စဉ်နေ့စဉ်တင်ပြရဲဆိုတော့ကျွန်တော်တို့သတင်းတွေကိုကြည့်ရတဲ့သူတွေကျွန်တော်တို့ရဲ့မိတ်ဆွေတွေအဒီကနေတဆင့်တဆင့်ပေါ့ဗျာဒါလို့မျိုးဒါခံရမှာဒါခံရမှာတော့ဒါလို့ရင်ဒီလိုမျိုးမင်းတို့အေးအေးယူချင်းခံရမှာဒါတွေသိဖို့တော့ကျွန်တော်တင်ပြတာအော်ဖြစ်စဉ်ကိုတင်ပြပါမယ်ပုဂံတိုင်းကြီးတနက်ပေမြို့နယ်မတ်ချက်စုကျေးွာအဲအဲ့မှာနေထိုင်နေဗျာအဲ့မှာနေထိုင်နေအမျိုးသားနဲ့သူမိမကိုမိရှုတ်တက်တယ်ဖြစ်စဉ်ကကျွန်တော်မေလ24ရက်နေ့မေလ24ရက်နေ့ည7:00နာရီအချိန်ကလင်းများချင်းစကားများကြတယ်စကားများတော့ဗျာအမျိုးသားကနေပြီးတော့သူအမျိုးသမီးကိုနောက်ဆုံးထိုးကျိတ်ပြီးတော့ဗျာထိုးကျိတ်ပြီးတော့ခန္ဓာကိုယ်ကို ဘက်စီလောင်းပြီးတော့မိရှို့လိုက်တယ်။မိရှို့လိုက်တော့အမျိုးသမီးကရရှိတိုင်းရာလေးနဲ့ကျွန်တော်တို့ဘကိုးမျိုးပြည်သူစုမှာစေဝါကူတောင်းမှုခံရတယ်ခံယူတယ်။မေလ26ရက်နေ့မှာအဲ့ရရှိတိုင်းရာနဲ့ပဲကျွန်တော်တို့ကွယ်လွန်သွားတယ်။ကွယ်လွန်သွားတယ်။ဘက်စီလောင်းတဲ့အမျိုးသားကအသက်38နှစ်အရွယ်ဖြစ်တဲ့ကျော်လင်းသိန်းဖြစ်တယ်။သူ့ရဲ့ဇနီးကအသက်16နှစ်အရွယ်မတ်တူတူဆန်ဖြစ်ပါတယ်။လက်ရှိကျူးလွန်တဲ့သူကိုတော့ဖမ်းဆီးထားတယ်လို့သိရပါတယ်။အဲ့တော့ခမားဗျာဘလောက်ရက်ဆက်တာလဲ။ခမားလူဟိုဗျာခမားအရှင်လက်လက်ကြီးမီးရှို့ပြီးတတ်တာဗျာ။ အရှင်လက်လက်မီးရှို့ပြီးတတ်တာတော့ခင်ဗျားတို့မြင်ကြီးလိုက်ခင်ဗျားတို့လက်လေးပြကျွန်တော်တို့ဒီလက်လေးလက်လက်လက်အသားစားဆိုက်ရင်တော့မှကျွန်တော်တော်တော်နာတယ်လေလူတကိုယ်လုံးခင်ဗျားဒက်စီလောင်မီးရှို့တယ်ဘလောက်နာကျင်လိမ့်မလဲဘလောက်နာကျင်လိမ့်မလဲကဲစဉ်းစားခင်ဗျားမျက်လုံးနဲ့မြင်အောင်စဉ်းစားကြည့်ဘလောက်ယုံပါလဲပေါ့တတော်ယုံပါတယ်လူပဲကအဲ့တော့အဲ့လူတော့ကျွန်တော်လက်ရှိဖမ်းဆီးထားတယ်ဖမ်းဆီးပြီးစစ်ဆေးနေတယ်အဲ့တော့သူလဲဗျာသူတော့အကျိုးတော့လာပါပေါ့ ူတော်အကျိုးတော့ပေးမှာပဲပေးမှာပဲကနောက်ဆုံးသတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ကြောက်ဖြူအဲ့တော့ကြောက်ဖြူမှာတော့ကြောက်ဖြူမျိုးမှာတော့လက်ရှိဒီတိုက်ပွဲတွေပြင်းထန်နေတယ်တိုက်ပွဲတွေပုံပုံပြင်းထန်လာတာကဒီမေလ19ရက်နေ့ကနေစပြီးတိုက်ပွဲတွေပြင်းထန်လာတယ်လက်ရှိကကျွန်တော်တိုက်ပွဲတွေကတော်တော်လေးပြင်းထန်နေတယ်အဲ့တော့အကြပ်သမားတွေကတော့တို့ကတော့ဒီကြောက်ဖြူမျိုးကိုအင်အားအလုံးကြီးနဲ့တို့တိုက်ခိုက်နေလို့ကျွန်တော်နားလေရတယ်အကြပ်သမားတွေကဒီထောက်ဖို့လမ်းကြောင်းကတော့ကျွန်တော်တို့ဒီတောင်ကုန်းကနေပြီးတော့ကြောက်ဖြူဘက်ကိုဆက်သွယ်ထားတဲ့ဒီရေလမ်းတွေကနေပြီးတော့ဒီစစ်တို့ရဲ့ဒီထောက်ဖို့လမ်းကြောင်း ရေလမ်းကြောင်းနေပြီးတော့တို့လူစစ်ကူလူထောက်ဖို့လုပ်နေလို့ကျွန်တော်နားလေရတယ်။လက်ရှိကျွန်တော်တို့ကြောက်ပြူမှာတိုက်ပွဲတွေတော်တော်လေးပြင်းထန်နေတယ်။ကျွန်တော်နားလေရတာကတော့ဒီတိုက်ပွဲတွေတော်တော်လေးပြင်းထန်နေလို့နားလေရတယ်။ကြောက်ပြူမျိုးကတော့လက်ရှိတပ်မတော်တော့ဗျာကျွန်တော်တို့ဒီဒီတပ်မတော်ရဲ့ဒီစစ်သည်မော်တွေနဲ့ပြစ်ခတ်တာတွေလက်နက်ကြီးနဲ့ပြစ်ခတ်တာတွေလေကြောင်းကနေဘုံကျဲတာတွေအပြီးတော့ကျွန်တော်တို့တစ်ဖက်က drone နဲ့ drone တစ်ဖက်ကနေ drone နဲ့ဘုံကျဲရှင်းနေတာတွေမြေပြင်မှာရှိတဲ့ဒါတက်တွေနဲ့အချက်ပါတမှာရှင်းလင်းတာတွေကိုလုပ်နေတယ်။နှစ်ဖက်တိုက်ပွဲတွေတော်တော်လေးပြင်းထန်နေတယ်။ တော်တော်လေးဖြစ်နေနေတယ်ပြီးရင်ကျွန်တော်စစ်တွေမျိုးအနီးမှာတော့ဒီတိုက်ပွဲတွေကတော့ဒါကျွန်တော်ဆက်ရှိနေတယ်လိုအပ်တဲ့ဒီပြစ်ကူစစ်ကူတွေတောက်လျှောက်လုပ်နေတယ်တောက်လျှောက်လုပ်နေတယ်ပြီးတော့ရင်ကျွန်တော်တစ်ဖက်မှာဒီရခိုင်မီနယ်နဲ့ရခိုင်မီနယ်နဲ့ကျွန်တော်တို့ဒီဆက်သွယ်ထားတဲ့လမ်းမိုင်းတွေမှာတော့ဒီတိုက်ပွဲတွေကတော့ဖြောက်တော့ဖြောက်တော့တော့ရှိတယ်ဖြောက်တော့ဖြောက်တော့ရှိတယ်တောင်ကုန်းတောင်ကုန်းနဲ့ကျွန်တော်တစ်ဖက်ကအုံချစ်ပင်လမ်းမိုင်းမှာတော့ဒီအပိုင်းမှာတိုက်ပွဲတွေကပြန်ငြိမ်းနေတယ်ပြေးပါကျွန်တော်တို့ဒီရခိုင်မြေတောင်ပိုင်းနဲ့အရောက်တိုင်းအဆက်မှာတော့အကြမ်းဖက်သမားတွေပေါ်လိုက်ပြောင်းလိုက်ပေါ်လိုက်ပြောင်းလိုက်ဖြစ်နေတယ်။ဟိုနေရာပေါ်လိုက်ဒီနေရာပေါ်လိုက် ိုနေရာပေါ်လိုက်ဒီနေရာပေါ်လိုက်ပေါ့အဲ့တော့အဲ့ဒီမှာတော့ဒီကျွန်တော်တို့တောက်လျှောက်နေမြေရှင်းလင်းမှုလုပ်နေတယ်အဲ့အရောက်တိုင်းအခြေအနေကတော့ကျွန်တော်တို့ဒါစိုးရင်ကောင်းမရှိဘူးပြီးတော့အဲ့ဒီဘက်ကကျွန်တော်တို့တောင်ကုန်းနဲ့တောင်ကုန်းနဲ့တစ်ဖက်ကအုံချင်းမြလမ်းမိုင်းတော့ကျွန်တော်တို့စိုးရင်ကမရှိပါဘူးတစ်ဖက်မှာလည်းကျွန်တော်တို့ဒါအန်းနဲ့အန်းနဲ့ဒီဘရန်လမ်းမိုင်းပေါ့အဲ့ဒီမှာလည်းကျွန်တော်တို့တိုက်ပွဲတွေကဆက်ရှိနေတယ်တိုက်ပွဲတွေဆက်ရှိနေတယ်အဲ့တော့တိုက်ပွဲအပြည့်နဲ့ဆုံးနေရာပြပါဆိုရင်တော့ဒီကြောက်ဖြူမျိုးမှာတော့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ကျွန်တော်နားလည်ရတယ်ပါတယ်